တမရချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွန်ဝေပါ23ရက်3လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါပထမအဆုံးတစ်ပုဒ်အနေနဲ့လက်ရှိလာရှိုးချင်းနဲ့ပတ်သက်ပြီးပြောပြပါမယ်လာရှိုးချင်းနဲ့ပတ်သက်ပြီးတော့ကစင်ကရာတော့ဖြစ်နေတယ်ဗျเนาะဖြစ်နေဖြစ်နေဆိုတာဘာလို့လဲဆိုတော့ကျွန်တော်ဘာလို့လဲဆိုတော့လက်ရှိဒါကိုကန့်နေနေကလာရှိုးမျိုးကနေပြီးတော့ဒါပြန်လဲဆုတ်ခွာမပေးတော့ဘူးဆိုတော့ဒါသတင်းတွေထွက်လာတယ်เนาะသူတို့အနေနဲ့ဒါရှင်းပြောရရင်တော့ မျိုးတစ်မျိုးကိုဒါတို့ထိန်းချုပ်လို့ရရင်ဘာတွေရလက်အကျိုးမြတ်တွေထွက်လာတယ်ဆိုတာကိုတို့ကကောင်းကောင်းသိသွားတဲ့အနေအထားတစ်ခုမှရှိတယ်။အဲ့တော့တို့အနေနဲ့ဒါလာရှုံမျိုးကိုပြန်မပေးတော့ဘူးနော်လာရှုံမျိုးကိုပြန်မပေးတော့ဘူး။အဲ့လိုမပေးရရေးအတွက်တို့အနေနဲ့ကျွန်တော်မနေ့ကပြောခဲ့သလိုပဲဒါလာရှုံမှာဟွာလုံးနေပါတယ်နော်ဆန္ဒပြမှုတွေတို့ချင်းချင်းတို့လုံနေတာပဲနော်တို့ချင်းလုံနေတာ။အဲ့တော့ MNDA ကိုကန်တောင်းကျသူအနေနဲ့ဒါလာရှူမျိုးနဲ့တို့မဆုတ်တော့ဘူးတို့နဲ့ဒါတက်ကတိုက်မယ်ဆိုလဲတိုက်ပေါ့ ော်ဘက်ကတိုက်မယ်ဆိုလဲတိုက်ဆိုလဲဒါသဘောမျိုးတွေတက်ရောက်မှုတွေအတန်နေထွက်လာတယ်တော့မစုပ်ဘူးစုပ်မယ်ဆိုတော့အတီတော့ပြုတ်လို့မရသေးဘူးအတီတော့ပြုတ်လို့မရသေးဘူးဘာလို့လဲဆိုတော့သူတို့ကိုကျွန်တော်ကပြစ်ခတ်ရဲဆဲရေးသဘောတူညီမှုစာချုပ်ကတာ6လပိုင်းတရနေ့မှာပြည်ပါ6လပိုင်းတရနေ့မှာပြည်ပါဖြစ်တဲ့အတွက်ဒီ6လပိုင်းတရနေ့ထိတော့ကျွန်တော်တို့တွေကစောင့်ကြည့်ရမယ်ဂျာထဲမှာဒါသူတို့အနေနဲ့စစ်တုံးပန်းနေပြန်လွတ်ပေးတာလည်းရှိကောင်းရှိလာနိုင်တယ်ဒါမလွတ်ပေးသေးပဲနဲ့ဒါထင်ကြံထားမဲ့အနေထားလေးလည်းရှိပါတယ်သူတို့အနေနဲ့ကတော့ပြောထားတာကတော့ဒါ ကိုကန်ဟိုကိုကန်အနေနဲ့ပြောတာပေါ့နော်ကိုကန် MND A ကိုကန်တောင်းချမ်းသူအဖွဲ့အနေနဲ့ဒါစစ်တုံးမန်းတွေကိုသူတို့ပြန်လွတ်ပေးမယ်လို့ပြောထားပေမဲ့လည်းလက်တလုံးမှာသူတို့ကအနေချင်းတော့လွတ်ပေးနေရရောရှိပါတယ်နော်ဟိုလွတ်ပေးတယ်ဆိုတာလည်းဒါအများဆုံးကတော့ဒါယောဂတွေတွေများတယ်လက်ရှိနေထားရအိမ်မှာကယောဂတွေရန်ဖြစ်နေတယ်လို့သိရတယ်ယောဂကူးဆက်မှုပေါ့နော်ယောဂကူးဆက်မှုဖြစ်နေတယ်အဲ့တော့ဒါလာရှိုးကနေပြီးတော့လာတဲ့ဖွဲ့တွေလည်းဒါတေချာစစ်စစ်ဖို့တော့လိုတယ်ဗျနော်စစ်စစ်ဖို့တော့လိုတယ်မပြောလဲဆိုတော့လက်ရှိအိမ်မှာက inactivity နဲ့အရန်ကူးဆက်မြန်နေတယ်နော်အရန်ကူးဆက်မြန်နေတယ်ကျွန်တော်တို့သိရတယ်အဲ့တော့ အများဆုံးကတော့ဒီလက်ရှိဒါကုကန့်နေပေါ့နော် MND A ကုကန့်ဒါလက်နက်ကင်နေမှာဒါအဲ့ယောဂါကနေအဖြစ်များနေတယ်လို့သိရတယ်နော်သူတို့အနေနဲ့သူတို့လူကိုလည်းစေကုပေးရတဲ့အနေထားတွေမှာရှိတယ်ပြီးလို့ရှိရင်ဒါစစ်သုံးပန်းဖြစ်နေတယ်ဒါတမတော်သားမီဟိုတမတော်သားရင်းနဲ့ရဲဝန်ထမ်းတွေပေါ့နော်တခြားတခြားတော့ဖွဲ့စည်းတွေကိုဒါသူတို့အနေနဲ့ဒါယောဂါဖြစ်တဲ့သုံးပန်းတွေကိုဒါစေကုပေးနေရရှိတယ်အဲ့တော့သူတို့အနေနဲ့စေ လောင်ကားမှုမရှိတဲ့အတွက်ဒါတချို့ပြန်လွှတ်ပေးနေရတယ်တော့ရှိပါတယ်เนาะဒီရက်ပိုင်းမှာတော့တို့လွှတ်ပေးတာခုတနည်းက20ဦးပဲလွှတ်ပေးတာပါเนาะဂျားထဲမှာတော့ထပ်ပြီးတော့လွှတ်တာတော့မရှိသေးပါဘူးဒါတော့ကိုကန့်နေချင်းနေနဲ့ပြောပြတာပါเนาะလက်ရှိလာရှုမှာတော့လောင်ကစားတွေကတော့တောက်လျှောက်ဖြစ်ရှိတယ်เนาะတောက်လျှောက်ရှိတယ်လောင်ကစားယုံနေရှိတယ်ပြီးလို့ရှိရကျွန်တော်ခုတနည်းပြောလို့ဘီရှိရပြီးလို့ရှိရတခြားတခြားတော့မူရစေဝါတုံးဆွဲလို့ရတဲ့နေရာတွေရှိနေတယ်ဒါသူတို့ကတရားဝင်ပုံစံမျိုးကြီးလောက်ထားတာဗျာเนาะမူရစေဝါလောက်တဲ့နေရာဆိုလို့ရှိရသူတို့ကပေါ်တိန်ကြီးလောက်ထားတာရှူရှိုက်လို့ရတယ် ချလို့ရတယ်နော်အဲ့လိုနေရာကိုဝတ်တာသူတို့ဝင်နေပေါ်တင်လုပ်နေတာတွေတွေ့ရတယ်ဒါတော့လက်ရှိကိုကန့်ချင်းနေနဲ့ပြပြတာပါနောက်တစ်ခွတော့ဒါ TLA ထိန်းချုပ်ထားတဲ့နေရာတွေမှာဒါတိုက်ပွဲတွေတော်တော်ဖြစ်နေပါတယ်နောက်ထူမှာလည်းဒါတိုက်ပွဲတွေဖြစ်နေတယ်ပြီးလို့ရှိရင်ဒီမိုးကုတ်ဘက်မှာလည်းဒါနေနေတော့လှုပ်လာပြီနော်မိုးကုတ်ဘက်မှာလည်းနေနေတော့လှုပ်လာပြီအဲ့တော့နောက်ထူတိုက်ပွဲကဒါတမတော်နေပြီးလို့ရှိရင် နောက်ထူကလုတ်ပါတော့မယ်နော်နောက်ထူကနိုင်ငံတော်လန်လွန့်ထူပါလိမ့်မယ်ဒါကတော့တချုပ်ကြီး ပြောထားတဲ့စကားရှိပါတယ်နော်တချို့ကြီးစကားပြောထားရှိတယ်တချို့ကြီးပြောတယ်ဆိုတာကသူ့ရဲ့ကောင်းထုတ်ချက်ပေါ့နော်သူ့ရဲ့ကောင်းထုတ်ချက်တွေရှိပါတယ်နော်ဒါကသူ့ရဲ့ကောင်းထုတ်ချက်ပါလို့လူမျိုးကြီးအလုံးကဒါတို့ဒီတော်လိုင်းကြီးပြလိုက်ပြီးလို့ရှိရင်ဒါငေါထုံမျိုးငေါနိုင်ငံတော်အလံလွှင့်ထုံမယ်လို့မပြောခဲ့ပေမဲ့လည်းအဲ့ဒီရဲ့ဒါဒီပုံစံမျိုးအရေးမှားလေးတွေပြောခဲ့တာတွေတော့ရှိပါတယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါဒူချုပ်နော်တမတော်ကာကွယ်ဦးစီးဟို ဒုရယာတမတော်ကာကွယ်ရေးဦးစီးချုပ်ပေါ့နော်ဒုရယာဗိုလ်ချုပ်မှုကြီးစိုးဝင်းနေတဲ့ဒါပြီးတော့ခီးစင်တွေတွားနေတာရှိတယ်ဒါပြီးတော့ခီးစင်တော်တော်များများမှာသူပြောလိပြောတာရှိတဲ့စကားရှိတယ်ဗျာနော်ဟိုတနေ့ကဆိုရဒီဒုချုပ်တာ20ရက်နေ့ကဖြစ်မယ်ထင်တယ်ဟုတ်တယ်20 21အဲ့နေရထဲကတည့်ရပေါ့နော်ကျွန်တော်လည်းနည်းအမှုမဲ့မှန်မဲ့နဲ့ရောပြီးရင်ဒီဘက်ကကိုဘက်ကအခက်ခဲလေးကြောင်ရောဒါအဲ့အလေးကိုတော့ကျွန်တော်သေချာမလေးလာမိလိုက်ဘူးသေချာတာတခေါ်တော့20ရက်နေ့သို့မဟုတ်21ရက်နေ့ရပါနော်ကျွန်တော်ဒီရှမ်းပြည်နယ်တောင်ပိုင်းဒါအောင်ပန်းမြို့နော်အောင်ပန်းကိုဒါဒုချုပ်ရောက်လာတယ်ဒါဒီ တိုက်ပွဲမှာဒံရရရှိစစ်တီတွေနဲ့ဒါစေယုံတက်ရောက်ကူတာနေတဲ့ဒါမိသားစုဝင်မျိုးဒါထောက်ပံ့ကြပေးတယ်ပြီးလို့ရှိရင်ပြည်ဆောင်ပွဲတွေလုပ်တယ်အဲ့ချိန်မှာသူပြောခဲ့တဲ့စကားတွေရှိတယ်ဒီပြည်သူစစ်မှုတန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောခဲ့တာရှိတယ်အဲ့ရနဲ့ပတ်သက်ပြီးတော့ဒါလက်စားနေတဲ့အဖွဲ့တွေကိုသူအနေနဲ့ဒါထိထိရောက်ရောက်အေးအေးယူထောင်ချသွားမယ်လို့ဒါပြောခဲ့တဲ့စကားတွေရှိတယ်ဒါကတော့သူကတကယ်လုံးမဲ့စီမံကိန်းထဲမှာပေါ်တယ်ဗျနော်တကယ်လုံးတော့မဲ့စီမံကိန်းမှာပေါ်တယ်ဗျဖြစ်လို့လဲဆိုတော့ သူဒီပြည်တော်ခရင်စဉ်တော်တော်များများမှာအဲ့စကားကပြောလေပြောတာရှိတယ်ဒီဒီနှစ်ထဲမှာပေါ့နော်ဒီ2025ခုနှစ်ထဲမှာဒါပြည်တော်ခရင်စဉ်နေထဲမှာသူဒီစကားကတော်တော်များများပြောတယ်အဲ့အတွက်ဒါဒီကိစ္စနဲ့ပတ်သက်လို့တော့ဒါပြည်သူစစ်မှုတန်းဆင်းခွင်ရင်းနဲ့ပတ်သက်လို့တော့သူကလုံးစုံထိထိရောက်ရောက်လုပ်ပါလိမ့်မယ်နော်ရှိရောလုပ်ပါလိမ့်မယ်အေးအေးယူမှုတွေထောင်ချမှုတွေလုပ်ပါလိမ့်မယ်နော်ဒါတမတော်ကာကွယ်ဦးသူဒုတိယတမတော်ကာကွယ်ဦးစီချုပ်ဒါဒုတိယဗိုလ်ချုပ်မူကြီးတတိပြန်ချီဦးစိုးဝင်းကဒါတော့သူပြည်တော်ခရင်စဉ်နေမှန်တယ်တော်တော်များများမှာပြောလေပြောတာရှိတဲ့စကားပါ ော်ဒါအခုလဲဒါအောင်မမသူပြောသွားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါသူ့အနေနဲ့ရှိရောရောအေးယူမဲ့ပုံထဲမှာပါပါတယ်နော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါနော်တော်တော်အကြမ်းပတ်တွေအနေနဲ့ပြည်သူပေါ့ဘယ်လောက်ထိမချစ်ဘူးချစ်တယ်ဆိုတာကိုတက်သည့်ပြတာပါပဲနော်ဒါကတော့ငွေလဲဒီကောင်နေဒီလိုပဲလုပ်ခဲ့တာပါနော်ဒါတင်းနေလိုက်တိုင်းမှာဖြစ်ပွားသွားတာပါနော်တင်းနေလိုက်တိုင်းဒါပူလို့မြို့နော်အထာကတက်နော်အထာကတက်ကြောင်းကိုနော်အကြမ်းပတ် PDF တွေအနေနဲ့ဒါမနေကနော်ကြမ်းပတ် PDF NUG ုပ်စုကနေပြီးတော့ဟိုမွန်းလွဲ2နာရီ45အချိန်3နာရီတစ်ချိန်ဒါ2ချိန်တိုင်းတိုင်းဒုံနဲ့တိခတ်တိုက်ခိုက်ချိန်မုန်းခဲ့ပါတယ်နော်တိခတ်တိုက်ခိုက်နော်ချိန်မုန်းပြီးတော့ဒါမြို့ကိုဖျက်ဆီးတာပါနော်မြို့ကိုဖျက်ဆီးတယ်ဒါစာတင်ကြောင်းကိုဖျက်ဆီးတယ်ပေါ့နော်ဖျက်ဆီးတယ်အဲ့တော့တိခိုက်တိုင်ရာကတော့ဒါဘလောက်ရှိလဲဆိုလို့ရှိရင်ဒါအတိအကျတော့ကျွန်တော်တို့မသိရသေးပါဘူးနော်ဒီကြတော့ကျွန်တော်တို့မသိရသေးပါဘူးအဲတော့ထိခိုက်မှုတော့ဒါမရှိဘူးလို့တော့ ခင်တာပေါ့နော်မရှိဘူးတော့ထမ်းတတဲတော့တိကြတော့မရသေးဘူးအဲ့တော့တို့အနေနဲ့ဒါမျိုးတွေဖြက်ရွာတွေဖြက်ကျွန်တော်ရင်ကလည်းပြောပါတယ်နော်အကြမ်းဖက်တီးရှိတဲ့နေရာကဘယ်တော့မှနော်တိုးတက်မဲ့ရွာတွေလည်းမဟုတ်ဘူးမျိုးတွေလည်းမဟုတ်ဘူးဘယ်လိုလဲဒီကောင်တွေကပြည်သူဟိုပြည်သူကာကွယ်ရေးတက်ဆိုပြီးတော့ဒါခေါင်းစဉ်တက်ထားပြီးမဲ့ပြည်သူကိုဟိုတိုင်းနဲ့လှုပ်တယ်ဒါပြည်သူကိုတတ်တယ်ဒါရွာတွေကိုဖြက်စီးတယ်နော်မျိုးတွေကိုဖြက်စီးတယ်နော်ဒီကောင်တွေရှိတဲ့အကြက်ကဘယ်တော့မှမအေးချမ်းဘူးအဲ့တော့ သူတို့ရှိလို့စစ်တပ်ကလာတိုက်တယ်နော်စစ်တပ်ကတိုက်တယ်အဲ့တော့စစ်တပ်နဲ့သူနဲ့တိုက်ပွဲဖြစ်တယ်ဂျားတဲ့ကပြည်သူကအိုးစားကွဲပါတယ်အဲ့တော့အကြံပတ်တွေရှိတဲ့နေရာဒေသကတော့ဘယ်တော့မှမအေးချမ်းဘူးဘယ်တော့မှမဖွံ့ဖြိုးပါဘူးနော်မြို့တွေပြတ်တယ်ရွာတွေပြတ်စီးပါတယ်နော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါအေးနော်အေးထွန်းမြင့်နိုင်အနေနဲ့လက်ရှိဒါတိုက်ပွဲတွေအများကြီးဖော်ဆောင်နေတယ်ဖော်ဆောင်နေသလားဒီရောက်လဲနှစ်ဖက်အကြဆုံးတွေရောရှိတယ်နှစ်ဖက်အကြဆုံးတွေရှိတယ်လက်ရှိသူတို့အနေနဲ့ဒါညောင်ကျိုးကိုအရောက်ဝင်လုံးနေတယ် တော့ညောင်ကျိုးဆိုတာကအလွယ်တကူပြောရလို့ရှိရင်တက်အနေနဲ့ကလည်းချက်ချာကြတဲ့နေရာပါနော်တက်အနေနဲ့ကလည်းချက်ချာကြတဲ့နေရာအဲ့တော့ကောင်းကျန်းသူတွေအနေနဲ့ကလည်းရန်လိုအပ်နေတဲ့နေရာဖြစ်ပါတယ်နော်အဲ့တော့ဒါညောင်ကျိုးကတော့တော်တော်တိုက်ပွဲပြင်းထန်နေပါတယ်နော်တိုက်ပွဲပြင်းထန်တဲ့ရောက်ဒါတက်ကလေချောင်းဒုံတော့ရှောက်ရခိုင်ချင်းမတိုက်ခိုင်းနေပါလေနော်ဒါကတော့တစ်ချက်ရခိုင်နဲ့ပတ်သက်ပြီးပြောကြတာပါနောက်တစ်ခါတော့ဒါချင်းနော် ချင်းလက်နက်ကင်အနေနဲ့ဒါဖလန်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်နော်တိုက်ပွဲတွေပြင်းထန်နေတယ်ချင်းလက်နက်ကင်အနေနဲ့ကဒါအရင်တုန်းကတော့သူတို့ကတိုက်စစ်နဲ့ပုံဖော်တိုက်တယ်တက်ကတက်အနေနဲ့ခန်းစစ်နဲ့ဆော့တယ်ခန်းစစ်နဲ့ဆော့တယ်နော်အဲ့တော့လက်ရှိဒါတက်အနေနဲ့တိုက်စစ်ပြန်ဖွင့်ပြီးတော့ဆော့နေပါတယ်နော်တိုက်စစ်ပြန်ဖွင့်ပြီးဆော့နေတာဖြစ်တဲ့အတွက်အချိန်နေတည်းကကောင်းလို့တိုက်စစ်ဖွင့်လာပါနော်အချိန်နေကောင်းလို့ဒါတိုက်စစ်ကိုပြန်ဖွင့်ပြီးဆော့နေတာပါဒါကတော့ချင်းမှာဖြစ်နေတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးပြောပြတာပါနော်အဲ့တော့ ကျွန်တော်မြို့ပြည်သူတွေအနေနဲ့ဒါတချို့ချို့သောမြို့တွေမှာဒါမိုးရွာသွန်းမှုတွေဖြစ်နေတယ်။အော်မိုးရွာသွန်းမှုတွေဖြစ်တဲ့မှာမိုးဟိုမိုးသီးတွေကျွေရဲ့မိုးကြိုးတွေရောက်ရောက်ဖြစ်ပါတယ်။အဲ့တော့မိုးအရင်ရွာလာလို့ရှိရင်ဖုံးနေစပိတ်ပြီးတော့ဟိုဟွာလောက်ပါနော်ထားပါ။အဲ့တော့ဂျန်နဲ့လျက်စီလျက်စီဝန်နိုင်တဲ့အရာတွေပိတ်ပြီးတော့ထားပါ။ဘာလို့လဲဆိုတော့ဒါလက်လောဆိုလို့ရှိရင်ဒါကျွန်တော်ဒီရှမ်းတောင်မှာ မိုးရမ်းရွာတယ်နော်ရှမ်းတောင်မှာမိုးရမ်းရွာတယ်အများဆုံးရွာတဲ့နေရာရတော့ဒါလဲကြားတို့နော်ခိုလန်တို့ဒါအဲ့လိုနေရာမှာမိုးရွာမိုးရွာတယ်နော်ရွာတာတော့မှ तू ကကျင်းနေနေရာတွေမှာကမိုးပဲရွာတာဗျနော်အဲ့အဲ့ဒီမျိုးတွေမှာတော့ तू ကမိုးသီးတွေပါတော့ရှော့တွေ့တာမိုးသီးတွေပါတော့ရှော့တွေ့တာအဲကြောင့်မလို့ကျွန်တော်မြို့ကပြည်သူတွေနေနေလဲဒါရမ်းမိုးရွာလာတယ်ဒါမိုးသီးတွေကျွေရဆိုလို့ရှိရင်ဖုံးနေပြီးလို့ရှိရင်ကျန်တဲ့ဒါလျက်စည်းဝင်နိုင်တဲ့အရာတွေကိုအားလုံးကိုခေတ္တခဏပိတ်ပြီးတော့လုံချိုအိုဝါနေပါနော်ပိတ်ထားပေးပါနော်ဘာလို့လဲဆိုတော့မိုးချိုးပစ်တာတွေ တော့ဒါမိလောင်သွားတဲ့အရာတွေရှိနေတဲ့အတွက်နော်ဟိုမိလောင်မှုတွေရှိတယ်ပျက်စီးမှုတွေရှိတဲ့အတွက်ဒါကျွန်တော်အနေနဲ့စေနာမြေတာအနေနဲ့နောက်ဆုံးနေကုန်းကျုံအနေနဲ့ပြောပြလိုက်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လူပေါင်းဝေးပါ